มาเลยมองได้ยี่นี้อะไรปุณพี่มั่วอะไรอย่างเจ้าเสียโอ้โหมาเลยมพียเ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 ลยมาเลยเจ้าเสียโอ้โโหกมีโกมีโกมีโกมีเขาพูดว่ากัน่าใส่บาที่ลอยลำดีโอ้ 对吧？我的我 နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်မေလ17ရက်နေ့ညနေ4နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်ခြေနေဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အနောက်အလယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နှင့်ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အထင်းတင်းမှတိမ်ထူထပ်နေပါသည်မနက်ဖြန်နံနက်အထီးခန့်မှန်းချက်မန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင်နေရာအနှံ့အပြားရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိတ်စိတ်နေပြည်တော်မကွေးတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာပြီးတနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း ၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်ထစ်ချုံမိအခြေအနေများဆက်လက်ဖြစ်ပေါ်နေပြီးနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နှံ့အထီးခံမှန်းချက်တိမ်အသင့်တဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်နနက်အထိခံမှန်းချက်တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်မနက်ဖြန်နနက်အထိခံမှန်းချက်တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်